အမေရိကန်ကတရုတ်ကုမ္ပဏီတွေပေါ်245ရာခိုင်နှုန်းအခွင့်အကြေညာလိုက်တဲ့အခါဒါကနှစ်နိုင်ငံကြားကုမ္ပဏီကိုပြက်စီးမယ်ဆိုတာသိထားခဲ့ပါတယ်။အခုတော့အဲ့ဒီလိုဖြစ်နေပါတယ်။တရုတ်စက်ရုံတွေပိတ်သိမ်းနေရပါတယ်။အလုံသမားတွေအလုံဖြုတ်ခံနေရပါတယ်။ပိုင်ရှင်တွေလည်းဒေဝါလီခံလာနေကြပါတယ်။ဒါဟာတရုတ်ကွန်မြူနတီပါတီ CCP မမျှော်လင့်ထားတဲ့အရာပါပဲ။တကယ်တော့ Goldman Sachs ရဲ့အဆိုအရတရုတ်လုံသမားတန်း20လောက်ဟာတင်ပို့မှုတွေရုတ်တရက်ကြာဆင်းမှုကြောင့်အလုံပြုတ်နိုင်တယ်လို့ဆိုပါတယ်။ အမေရိကန်ကုမ္ပဏီတွေကတန်းနဲ့ချီတဲ့ order တွေကိုပယ်ဖြတ်နေပါတယ်။တရုတ်အနေနဲ့ဒီလိုဝယ်လိုအားမျိုးကိုအစားထိုးလို့မရပါဘူး။ဒါကြောင့်စီးပွားရေးကရုန်းကန်နေရတာပါ။ဒီမှာစက်ယုံပိုင်ရှင်တယောက်ကသူ့ရဲ့စက်ယုံဟာအမျက်ရှာနေရကနေဒီအခွန်တွေကြောင့်တညအတွင်းဆုံးရှုံးမှုဖြစ်သွားပုံကိုမျှဝေပြောပြထားပါတယ်။ရှန်ဟိုင်းကစက်ယုံပိုင်ရှင်တွေစိတ်သက်ကြနေကြပါတယ်။145ရာခိုင်နှုန်းအခွန်တွေကိုကျင်ညာလိုက်တာကထရမ့်ဟာဒီအခွန်နှုန်းကိုတွက်ဖို့ကနန်းတွက်ဆက်တောင်သုံးခဲ့ရလားမသိပါဘူး။ ဒေါ်လာ100နဲ့ကုန်စည်ဝယ်ရင်အရင်ဆုံး American အကောက်ခွန်ကိုဒေါ်လာ145အခွန်ပေးရပါတယ်။အထယ်ဆက်ယုံဟာ Mr. Wan ဆိုတဲ့သူဟာ Polystar အထယ်တင်မှုမှုအတွက်ကုန်ကျစရိတ်ဒေါ်လာ2သိန်းရှိခဲ့ပြီးအရင်က American ကိုရောင်းပြီးဒေါ်လာ9000အမြဲရခဲ့ပါတယ်။ဒါပေမဲ့အခုအခွန်အသစ်တွေကြောင့်သူဟာဒေါ်လာ4000ဆုံးရှုံးနေရပါတယ်။ Mr. Wan ဟာသူ့ရဲ့ကိုယ်တော်ရှိမှငိုယူနေခဲ့ပါတယ်။အခုဘသူမှဒီအထယ်တွေကိုမလိုချင်တော့ပါဘူး။ ။ပကံဆေးဖို့အဝေးဖြစ်တောင်မလိုချင်ကြပါဘူး။တခြားပိုင်ရှင်တွေလည်းငွေစည်းစိမ်မှုပြတ်တောက်သွားပြီး order ပယ်ဖြတ်ခံနေရပါတယ်။စက်ရုံတစ်ခုအတွက် order ပယ်ဖြတ်မှုတွေဆိုတာတေတန်စီရင်ခံရတာနဲ့အတူတူပါပဲ။ဒါဟာပတ်စံဆုံးရှုံးတာတွေမကပါဘူး။သူတို့ရဲ့စက်ရုံကိုဆုံးရှုံးနိုင်ပါတယ်။အကယ်၍ order လုံလောက်အောင်ပယ်ဖြတ်ခံရရင်အတမွေးဝမ်းကြောင်းမှုကိုပါဆုံးရှုံးနိုင်ပါတယ်။ဒါကိုနားလည်ဖို့ဒီစက်ရုံတွေဘလို့လေပတ်လဲဆိုတာကိုနားလည်ဖို့လိုပါတယ်။ ဥပမာသင်ဟာတီရှပ်ကုမ္ပဏီတစ်ခုရဲ့ပိုင်ရှင်ဖြစ်ပြီးထုတ်လုပ်မှုကုန်ကြမ်းစရိတ်သက်သာအောင်တရုတ်မှာတီရှပ်တွေထုတ်လုပ်ခြင်းနဲ့ဆိုပါစို့သင်အနေနဲ့လုပ်ရမှာကသင်မှာယူခြင်းတဲ့ပမာဏဥပမာတီရှပ်ဒေါ်လာတန်းစာကိုထုတ်လုပ်နိုင်တဲ့စက်ယုံတရုံကိုရှာရပါမယ်။ဒါဆိုသင်ကဒေါ်လာတန်းစာအော်ဒါမှာထားရပါမယ်။ဒါပေမဲ့စက်ယုံကိုဒေါ်လာတန်းလုံးပေးရမှာမဟုတ်ပါဘူး။ပုံမှန်အဖြစ်အော်ဒါစတင်ထုတ်လုပ်ဖို့အတွက်ဒေါ်လာ9000ကနေ3000လောက်ကိုစပွန်ငွေဖြစ်ပေးရပါမယ်။ ါကတော့စက်ယုံစည်းဝါးရဲ့နည်းနည်းအန္တရာယ်များတဲ့အပိုင်းပါပဲ။တင်မြင်တဲ့အတိုင်းစက်ယုံတွေဟာပုံမှန်အဖြစ်အမြတ်အစွန်းတိတ်မများပါဘူး။အော်ဒါတစ်ခုမှ90ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းလောက်ပဲရပါတယ်။ဒါဆိုဒေါ်လာတစ်သန်းနဲ့အော်ဒါမှရင်သူတို့ဟာဒေါ်လာ9000ကနေတသိန်းခွဲလောက်အမြတ်ရဖို့မျှော်လင့်ထားပါတယ်။ဒါပေမဲ့ဒီလိုဖြစ်ဖို့ဆိုရင်သူတို့ဟာဒေါ်လာ၈သိန်းခွဲလောက်ကိုကိုယ်ပိုင်ပတ်စံကနေထုတ်သုံးရပါမယ်။ဒါမှမဟုတ်တီရှပ်ထုတ်လုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေ အရာအားလုံးဝယ်ဖို့ဘဏ်ချင်းဝင်ယူရပါမယ်။ဖောက်တယ်စီကဒေါ်လာတသန်းမရခဲ့ပါဘူး။ဒေါ်လာတသိန်းပဲရခဲ့ပါတယ်။ဆိုလိုတာကကြံတဲ့ငွေကိုသူတို့ရဲ့ကိုယ်ပိုင်ပတ်စံကနေထည့်ရပါမယ်။ဒါမှမဟုတ်ဘဏ်ချင်းဝင်ယူရပါမယ်။ပုံမှန်အားဖြင့်ဒီဆက်ယုံတွေဟာ orary မှာအမြန်ဆုံးသိမ့်မရတာကြောင့်ငွေသားလက်ဝယ်သိမ့်မရှိပါဘူး။ဒါကြောင့်သူတို့ဟာဘဏ်ချင်းဝင်ယူရပါတယ်။အစီအစဉ်ကတော့ဒီ t-shirt တွေကိုထုတ်လုပ်ပြီးရင်ပို့ဆောင်ရပါမယ်။ ပြီးတော့ T-shirt တွေသူတို့ရဲ့ဥတီယာကိုရောက်တဲ့အခါဒေါ်လာတစ်သန်းရပါမယ်။အဲ့ဒီငွေနဲ့ဘဏ်ကိုပြန်ဆက်မယ်။အလုပ်သမားတွေကိုလာတာပေးမယ်။ပြီးရင်ကြံတဲ့ငွေကိုအမြတ်အဖြစ်မျှော်လင့်ထားပါရစေ။ဒါကအခါအားလျော်သွားစီးပွားဘလို့လဲပတ်ရမယ်ဆိုတဲ့ပုံစံပါပဲ။ဒါပေမဲ့အခုလိုအခွန်တွေတဟုန်ထိုးတက်လာတဲ့အချိန်မှာ order တွေရုပ်ပြည့်ပယ်ဖြတ်ခံရပါရစေ။ဒါပေမဲ့ဒီဆက်ယုံပိုင်ရှင်တွေကသူတို့ရဲ့ပတ်စံတွေကိုထည့်ဝင်ထားပြီးပါပြီ။ဒါမှမဟုတ် order တွေအတွက်ဘဏ်ချင်းငွေတွေယူထားပြီးပါပြီ။ ဆိုလိုတာကအခုသူတို့ဟာကုန်ပစ္စည်းတွေနဲ့ပိတ်မိနေပြီးကုန်ပစ္စည်းထုတ်လုပ်ဖို့ကတိပေးထားတဲ့ပတ်စံကိုမရတော့ပါဘူး။ဒါကြောင့်တရုတ်မှာစက်ရုံတွေဒီလောက်များစွာပြိုလဲနေရတာပါပဲ။စက်ရုံပိုင်ရှင် အများစုကဒီကုန်ပစ္စည်းတွေထုတ်လုပ်ဖို့ချင်းငွေတွေယူထားပြီးအခုဓာရီကိုရောင်းလို့မရတော့ပါဘူး။အော်ဒါမှားထားတဲ့သူကိုလည်းပို့လို့မရတော့ပါဘူး။ဆိုတော့သူတို့ဟာဆုံးရှုံးမှုကိုရင်ဆိုင်နေရပါတယ်။အချို့လူတွေကဒီဆုံးရှုံးမှုကိုမခံနိုင်လို့ဒေဝါလီခံကြရပါတယ်။ ပို့ဆိုတာကဒီဆက်ယုံတွေမှာအလုပ်လုပ်တဲ့အလုပ်သမားတွေဟာလာသာမရတော့ပါဘူး။ဒါဟာ CCP အလွန်ဆိုးရင်ရဲ့အရာပါပဲ။အခွန်တွေတက်လာတဲ့အခါဆက်ယုံဟာအငိမ့်စားအိမ်လိုဖြစ်သွားပါတယ်။မနှစ်ကဒီအချိန်ဆိုစက်တန်တွေနားထဲမှာစူညံနေပါတယ်။အခုကြွက်တွေတောင်မလာတော့ပါဘူး။ယွမ်နှစ်တန်းတန်ကုန်ပစ္စည်းတွေဟာတောင်ပုံလိုပုံထားရပြီးဘသူမှမလိုချင်တော့ပါဘူး။အလကားပေးရင်တော့မယူကြပါဘူး။အလုပ်သမားတွေဟာတစ်နေ့လုံးနေရောင်အောက်မှာထိုင်နေကြပါတယ်။ သူတို့ရဲ့အခြေခံလာတာတွေကိုကျွန်တော်တို့ရဲ့ကိုပိုင်ပတ်စံကနေပေးနေရပါတယ်။ဘဏ်ကချင်းဝေအတွက်နေ့တိုင်းကျွန်တော်တို့ကိုအနှောက်အယှက်ပေးနေပါတယ်။ဒီလိုဆက်သွားရင်နောက်ထပ်၃လအတွင်းဒီဆက်တွေဟာတန်ပုံးတန်ပိုးပဲရှိတော့မှာပါ။အမေရိကန်တွေကအခွန်တွေကိုစဉ်းစားမနေဘဲမြင့်တင်လိုက်တာပါ။ဒါပေမဲ့ဒါကကျွန်တော်တို့လိုတကယ်ဆက်မှုလုပ်ငန်းတွေကလူတွေကိုသေစေနေပါတယ်။အမေရိကန်ခွန်တွေဟာ145ရာခိုင်နှုန်းဆိုတဲ့မယုံနိုင်စရာအဆင့်ထိတက်သွားပါတယ်။အမေရိကန်အမှတ်တံဆိပ်တွေအတွက် OEM စက်ရုံတွေ operating နေတဲ့ ျွန်တော်တငယ်ချင်းတွေကသူတို့ရဲ့ American Order အလုံးပယ်ဖြတ်ခံရတယ်လို့ပြောပါတယ်။ပြီးစီးသွားတဲ့ကုန်ပစ္စည်းတွေတောင်ရင်းပယ်ခံနေရပါတယ်။စိတ်ကန်းကိုရောက်နေပြီးသားပို့ဆောင်မှုတွေကိုတောင် ပြန်ဆွဲထုတ်နေကြပါတယ်။အချို့ဖောက်တဲ့တွေကအဆက်မရှိပဲသူတို့ရဲ့စပွန်ငွေတွေပြန်ပေးဖို့တောင်တောင်းဆိုနေကြပါတယ်။ဘေးရနေရကြောက်တဲ့ခါအမေရိကန်စက်ရုံတွေပဲထိခိုက်ခံရပြီးပိတ်မိနေရပါတယ်။ဘယ်ဖောက်တယ်မှဒီခွန်တွေရဲ့ဝင်တော့ကိုထမ်းပိုးမနေချင်ပါဘူးစက်ယုံကပစ္စည်းတွေအတွက်ငွေပေးပြီလားဆိုတာဘယ်သူမှဂရုမစိုက်ပါဘူး ဖောက်တဲ့တွေကစပွန်ဝင်နည်းနည်းလေးဆုံးရှုံးုံပဲဖြစ်ပေမဲ့စက်ယုံတွေအတွက်ဆုံးရှုံးမှုဟာအဲ့ဒီထက်အများကြီးကျော်လွန်နေပါတယ်။ Chandler Gandon ကကစားစရာနဲ့လက်ဆောင်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုကတော့ဒီနှစ်မှာ American ကနေ Aura တစ်ခုမှမရရှိခဲ့ဘူးလို့ပြောပါတယ်။အခုပိုကြီးတဲ့ထုတ်လုပ်သူတွေဟာဒီလိုအချိန်မျိုးမှာအခက်အခဲအများဆုံးရင်ဆိုင်နေရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာဒေါ်လာ၁၀သန်းတန်တခါတရံဒေါ်လာ၁၀သန်းတန် Aura တွေနဲ့ပိတ်မိနေရတာပါ။အခုဒီလို Aura တွေပဲဖြတ်ခံရတာဟာသူတို့မခံနိုင်တဲ့အရာပါ။ သူတို့ကပတ်စံအများကြီးထည့်ထားပြီးပါပြီ။ချင်းဝေတွေလည်းအများကြီးယူထားပြီးပါပြီ။ဒီလိုအော်ရာမျိုးပယ်ဖြတ်ခံရရင်စီးပွားတွေပြိုလဲသွားပါတယ်။ဒီဇလန်းတွေ ကိုစားဖတ်တဲ့အခါတညအတွင်းသူတို့ရဲ့စီးပွားတွေဆုံးရှုံးလိုက်ရတဲ့လူတွေအတွက်တကယ်ကိုသနားစရာဖြစ်လာပါတယ်။လွန်ခဲ့တဲ့ရက်သက်တပတ်အနေငယ်ကမှတာယာဝါပြောနေတဲ့စီးပွားတစ်ခုဟာအခုပြိုလဲသွားနေပါတယ်။ဒါပေမဲ့ဒီကြီးမားတဲ့စီးပွားတွေကအများစုဟာ American မိဖက်တွေနဲ့ဆက်ဆံရမှာမမျှတတဲ့နီးလန်းတွေတုံးခဲ့ကြတယ်ဆိုတာကျွန်တော်တို့မမေ့ရပါဘူး။ တရုတ်ရဲ့လုပ်ပုံကိုင်ပုံကသူတို့မှာညာနာပစ္စည်းဥစ္စာဆိုင်ရာဥပဒေတွေမရှိပါဘူး။တခြားနိုင်ငံတွေရဲ့ညာနာပစ္စည်းဥစ္စာဥပဒေတွေကိုလည်းလေးစားမှုမရှိပါဘူး။နောက်ထပ်ဥပမာတစ်ခုနဲ့နားလည်ကြည့်အောင်ပါ။ဘဝပြောင်းလဲသည့်မဲ့ထုတ်ကုန်တစ်တစ်ခုကိုတီထွင်လိုက်တယ်ဆိုပါစို့။ဒါကအမေရိကန်တွေရဲ့ဘဝကိုပိုကောင်းလာစေပါတယ်။ဒါကြောင့်လူတိုင်းသင့်ထုတ်ကုန်ကိုဝယ်နေကြပါတယ်။ဖြည်းဖြည်းချင်းသင့်ရဲ့ရောင်းအားတွေတက်လာပြီးသင်ဟာကြီးမားတဲ့စီးပွားတစ်ခုဖြစ်လာပါတယ်။သင်ဟာဈေးကွက်နဲ့လိုက်ဖက်တဲ့ထုတ်ကုန်တစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ရုတ်တရက်ဈေးကွက်ထဲမှာတင့်ထက်ဈေးသက်သာတဲ့အတူပါထုတ်ကုန်တွေပေါ်လာပါတယ်။ဒီလူတွေကဘယ်သူတွေလဲ။ဒါတွေကတရုတ်ကကြီးမားတဲ့ထုတ်လုပ်ကုမ္ပဏီတွေပါပဲ။ဒါဟာသူတို့ရဲ့စီးပွားရေးအဓိကအစိတ်ပိုင်းတစ်ခုပါ။သူတို့ဟာ American ဖောက်တယ်ရီစီက Aurora တွေကိုသာလက်ခံတာမဟုတ်ပါဘူး။ဒါပေမဲ့သူတို့ဟာအမေရိကန်ထုတ်ကုန်တွေကိုအတုလုပ်လို့လဲအားကိုးနေရပါတယ်။အောင်မြင်နေတဲ့ထုတ်ကုန်တိုင်းကိုသူတို့ကဒီဇိုင်းကိုယူပြီးထုတ်လုပ်တာအမေရိကန်မှာရောင်းချပါတယ်။ တင်ကသူတို့ကို တရားစွဲဖို့ကြိုးစားနိုင်ပါတယ်။ဒါပေမဲ့တရုတ်ရဲ့စနစ်ကတင်းရဲ့မူပိုင်ခွင့်ကိုလေးသားမှမဟုတ်ပါဘူး။ CCP ကပိုင်ဆိုင်မှုရှိတဲ့ကုမ္ပဏီတစ်ခုကိုတရုတ်ကလိုက်မဖမ်းပါဘူး။တရုတ်ကကုမ္ပဏီတိုင်းဟာနိုင်ငံတော်ရဲ့ထိန်းချုပ်မှုအောက်မှာရှိပါတယ်။ဆိုလိုတာကဒါရီဟာနိုင်ငံတော်ထောက်ခံတဲ့လူရဲမှုတွေပါပဲ။တရုတ်စီးပွားတွေဟာဆယ်သုနှစ်ပေါင်းများစွာ အမေရိကန်ထုတ်ကုန်တွေကိုအတုလုပ်ပြီးအမေရိကန်တီထောင်သူတွေစီကခိုးယူပါအမေရိကန်ဖောက်တယ်တွေကိုရောင်းချခဲ့ကြပါတယ်။ဒါကိုဘလို့ပြစ်ဒဏ်မှမကြုံရဘဲလုပ်ခဲ့ကြပါတယ်။ ဒါကတော့အခွန်တွေရဲ့ရည်ရွယ်ချက်ပါပဲ။မျှတရဲစီးပွားရေး level တခုဖန်တီးဖို့ပါ။တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကအမေရိကကိုရောက်လာပြီးအမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေကိုဥပဒေချိုးဖောက်မှုနဲ့တရားစွဲနိုင်တယ်ဆိုရင်အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေလည်းတရုတ်ကိုသွားပြီးအမေရိကန်ဥပဒေတွေကိုချိုးဖောက်တဲ့တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကိုတရားစွဲနိုင်တင်ပါတယ်။ဒါဟာနှစ်ဖက်စလုံးမှာဖြစ်တင်ပါတယ်။ဒါမှမဟုတ်ဘသူမှတရုတ်ကိုတရုတ်တရားမစွဲနိုင်တင်ပါဘူး။ဒါမှလွတ်လပ်ပြီးမျှတရဲပြိုင်ဆိုင်မှုလို့ခေါ်နိုင်ပါပါ။ တရုတ်မှာအခုရှိနေတာကအရင်းရှင်စနစ်မဟုတ်ပါဘူးသူတို့မှာရှိတာကကုံသွဲဝါဒီစနစ်ပါသူတို့ဟာတခြားနိုင်ငံတွေရဲ့ဈေးကွက်ထဲဝင်ရောက်ခြင်းပေမဲ့သူတို့ရဲ့ဈေးကွက်ကိုတခြားနိုင်ငံတွေစီဖွင့်မပေးခြင်းနေပါဘူးဒါပေမဲ့တကယ်လို့ဆင်းရဲဒုက္ခရောက်နေသူတွေကတော့တာမန်တရုတ်နိုင်ငံသားတွေပါပဲသူတို့ဟာ CCP ရဲ့လှုပ်ဆောင်ချက်တွေ CCP ရဲ့ဆုံးဖြတ်ချက်တွေကြောင့်ဒုက္ခရောက်နေကြတာပါဒါဟာအလုတ်ပြုတ်ဖို့မျှော်မှန်းထားတဲ့တရုတ်လုံသမားတန်း30အကြောင်းနဲ့မဟုတ်ပါဘူးအခုဆိုအလုတ်ဈေးကွက်ထဲဝင်ရောက်ဖို့မျှော်မှန်းထားတဲ့ တရုတ်ဖွဲ့ရလူငယ်စံတန်းအကြောင်းလေးဖြစ်လာပါတယ်။ဒီအလုပ်စည်းကဟာနေ့စဉ်နဲ့အမျှကြုံလာနေပါတယ်။ဆိုလိုတာကဒီဖွဲ့ရတွေအားလုံးအလုပ်ရှာဖို့အရန်ခက်ခဲရမှာပါ။တကယ်တော့ခက်ခဲလို့ခေါ်တာကဒီမှာတိတ်ပေါ့လုံးတဲ့စကားလုံးပါပဲ။ကျွန်တော်မှဥပမာတစ်ခုရှိပါတယ်။ဖွဲ့ရတယောက်ကသူမရဲ့ဇလံကိုမျှဝေပြောပြထားပါတယ်။သူမဟာအလုပ်ပေါင်း8000ကိုရှောက်ထားခဲ့ပေမဲ့အခုထိအောင်မြင်မှုမရှိခဲ့ပါဘူး။ကျမက2025ခုနှစ်မှာ Liberal နုပညာမဟာဘွဲ့ရတယောက်ပါ။ မနစ်ကစောင်းဦးရသည်အလုတ်ခန့်အရေးကာလကစပြီးဒီနှစ်ຫນွေဦးရသည်အလုတ်ခန့်အရေးကာလအထိဧပြီလအထိကျမဟာအလုတ်တခုမှမရခဲ့ပါဘူးကျမဟာ CV ပေါင်း8000တောင်ပို့ခဲ့ပါတယ်စောင်းဦးရသည်မှာရှိတဲ့အလုတ်ပြပွဲတိုင်းကိုတက်ရောက်ခဲ့ပါတယ်လူတွေကကျမကိုအသက်ကြီးလွန်းတယ်လို့ထင်ကြတာလားဒါမှမဟုတ်တခြားအကြောင်းမျိုးမျိုးရှိတာလားတော့မသိပါဘူးဒါပေမဲ့အမှန်တိုင်းပြောရရင် Liberal အမှုပညာမဟာဘွဲ့ရတက်ရောက်နေတဲ့အလုတ်ရှာရတာမယုံနိုင်တော့အောင်ခတ်ခဲနေပါတယ်အလုတ်ဈေးကွက်တစ်ခုလုံးဒီလောက်ဆိုးရွားနေလို့လား ဒါမှမဟုတ်ကျမမှာတကူရီပြဿနာတစ်ခုခုရှိနေလို့လားဆိုတာကျမမသိပါဘူး။မဟာပွဲယူနေတဲ့ကာလတစ်လျှောက်လုံးကျမအမြဲတမ်းကြိုးစားလှုပ်ဆောင်ခဲ့ပါရယ်။အမျိုးသားပညာသင်ဆုတွေရရှိခဲ့ပါရယ်။ပညာရေးနဲ့သူတေသနာဒီဇိုင်းဆိုင်ရာဆုတွေအမျိုးမျိုးရခဲ့ပါရယ်။ကျမရဲ့ပညာပေးဆရာရဲ့ဥဆောင်မှုအောက်မှာပြည်နယ်အဆင့်အစိုးရဒီဇိုင်း project တွေမှာတော့ပါဝင်ခဲ့ပါရယ်။ဒါပေမဲ့အခုပွဲရပြီးသွားတာတော့အလုပ်တစ်ခုမှရှာမတွေ့ပါဘူး။ကျမရဲ့မိဘတွေကနှစ်ပေါင်းများစွာကျမအတွက်အများကြီးရင်းနှီးမြှုပ်နှံထားခဲ့ကြပါရယ်။ အခုဒီလောက်ရင်းနေပြီးသားကုန်ကျစရိတ်တွေရှိနေတာပါကျမတကယ်ကိုမျက်နှာပြက်မိတယ်လို့ခံစားရပါတယ်မိဘရိစီဆက်သွယ်ဖို့တောင်မရဲပါဘူးကျမအလုံမျိုးမျိုးကိုရှောက်ထားကြည့်ခဲ့ပါတယ်အခုဆိုတကယ်ပဲဘာမှဆိုရှောက်နေရပါပြီဒါပေမဲ့အရန်အရန်ခက်ခဲနေပါတယ်အမြဲတမ်းစိတ်ပူနေရပါတယ်အိတ်လို့မပြောပါဘူးနေ့တိုင်းကိုကိုကိုတွေးချိန်မရအောင်အလုံများအောင်ထားကိုကြိုးစားပါတယ်ဒါပေမဲ့ကျမရဲ့ဘဝဟာအခုကလေးကပျက်စီးသွားပြီလားဆိုတဲ့ခံစားချက်ကိုဖယ်ထုတ်လို့မရပါဘူး စိတ်ပူပန်မှုကအမြဲရှိနေပြီးစကားပြောဖို့တူလည်းမရှိပါဘူးကျမနည်းနည်းလောက်ရင်ဖွင့်လို့ရတဲ့တခုတည်းသောနေရာကအင်တာနက်ပေါ်မှာပါပဲဒါကြောင့်မေးခွန်းတစ်ခုထွက်ပေါ်လာပါတယ်တရုတ်ရာရှိတွေကသူတို့ရဲ့ပြည်သူတွေကိုဘလို့ကူညီပေးနေကြသလဲပါအဖြေကတော့တိတ်မလုပ်ပေးနေပါဘူးတရုတ်ပြည်သူတွေဟာတစ်နှစ်လုံးမျက်တွေပဲစားပြီးရှင်သန်နိုင်တယ်လို့အရင်ဒုတိယသမ္မတတယောက်ကပြောခဲ့ပါတယ်ဒီလိုအလုံးမရှိတဲ့လူတွေကဒီလိုမျိုး message ကိုလိုချင်နေကြတယ်လို့မထင်ပါဘူး ဒါပေမဲ့ CCP ကဒါရီပဲလုံနေတာတော့မဟုတ်ပါဘူး။သူတို့ဟာတံပြန်တိုက်ခိုက်နေကြပါတယ်။ American ကိုတိုက်ခိုက်ဖို့ကြိုးစားနေပါတယ်။ဒါဟာတရုတ်ပြည်သူတွေကို CCP ကတိုက်ပွဲမတိုက်ဘဲအလျှော့မပေးဘူးဆိုတာပြသဖို့ပါ။ဒါဆိုသင်တို့ကမေးလာနိုင်ပါတယ်။ CCP ကအခုဘာလုပ်လိုက်လဲဆိုတာပါ။သူတို့ကတရုတ်မှာ Boeing ကိုပိတ်ပင်လိုက်ပါတယ်။တရုတ်လေကြောင်းကုမ္ပဏီအားလုံးကို Boeing လေယာဉ်တွေမဝယ်ဘူးအမိန့်ပေးလိုက်ပါတယ်။ဒီမှာနောက်ထပ်အသေးစိတ်အချက်အလက်တွေရှိပါတယ်။ ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကုန်သွယ်ရေးစစ်ပွဲမှာကုမ္ပဏီတွေပါဝင်ပတ်သက်နေရပါတယ်တရုတ်ကုမ္ပဏီတွေပေါ်145ရာခိုင်နှုန်းခုန်နေချမှတ်ထားပါတယ်အခုကျွန်တော်တို့သိရတာကတရုတ်အစိုးရဟာသူ့ရဲ့လေကြောင်းလိုင်းတွေကို Boeing လေယာဉ်တွေလက်ခံရယူတာကိုရပ်တန့်ဖို့ညွှန်ကြားထားပါတယ်ဒါဟာအမေရိကန်ကုမ္ပဏီတွေစီကလေယာဉ်နဲ့ဆက်ဆက်တဲ့ Secretary အနေနဲ့အစိတ်ပိုင်းတွေကိုထည့်သွင်းတာပါဒီအမိတ်ကိုပြီးခဲ့တဲ့အပတ်ကထုတ်ပြန်ခဲ့တာပါတရုတ်ကအမေရိကန်ကို125ရာခိုင်နှုန်းခွန်တွေနဲ့တံပြန်လိုက်တာနဲ့တပြိုင်တည်းပါပဲ လေကြောင်းလိုင်းတွေတက်ဆိုရင်ဒီအခွန်တွေကလေရင်ဝယ်ယူမှုရဲ့စီးပွားရေးအခြေအနေကိုပိုပြီးစိန်ခေါ်မှုရှိလာသေးပါတယ်။ဒီအခွန်တွေကကုန်ကျစရိတ်ကိုနှစ်ဆဖြစ်စေပါတယ်။ဒါကိုကမ္ဘာတဝန်းကလေကြောင်းလိုင်းတွေဖြစ်တဲ့ Delta ကနေ Ryan LT သတိပေးပြောဆိုနေတာကိုကျွန်တော်တို့ကြားခဲ့ရပါတယ်။မကြသေးခင်ကလေရင်ပို့ဆောင်မှုတွေနှောင့်နှေးနေတယ်ဆိုတဲ့သတိပေးချက်တွေထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့တရုတ်ရဲ့ကိစ္စမှာတော့ဒီလင်းမြန်စွာပြောင်းလဲနေတဲ့ကုန်သွယ်ရေးစစ်ပွဲအငင်းပွားမှုကြောင့်လာမယ့်တစ်ပတ်နှစ်ပတ်အတွင်းဒီဆုံးဖြတ်ချက်တွေပြောင်းလဲသွားမလားဆိုတာကျွန်တော်တို့မသိရသေးပါဘူး။ ရှီဂျင်းဖင်ကတော့ဒီဆုံးဖြတ်ချက်ကိုမကြခင်ပြန်ပြောင်းလဲဖို့ဖြစ်နိုင်ပါတယ်။မဟုတ်ရင်ရုရှားမှလိုတရုတ်မှလေရင်တွေကောင်းငင်ပေါ်ကပြုတ်ကျလာနိုင်ပါတယ်။တရုတ်မှအခုဆို Boeing လေရင်ပေါင်း200ကျော်လင်ပတ်နေပါတယ်။ဒီလေရင်တွေဟာပြုပြင်ထိမ့်သိမ်းမှုအတွက် Boeing ရဲ့အစိတ်အပိုင်းတွေ Boeing ရဲ့စက်ကရီယာတွေလိုအပ်ပါတယ်။ဒါမှလေရင်တွေကိုဘေးကင်းစွာဆက်လက်ပြန်တန်းနိုင်မှာပါ။ဒီပြုပြင်ထိမ့်သိမ်းမှုမရှိရင်လေရင်တွေကောင်းငင်ပေါ်ကပြတ်ကျလာနိုင်ပါတယ်။ဒါဟာ CCB အတွက်သိပ်မကောင်းတဲ့ပုံရိပ်ဖြစ်လာမယ်လို့မထင်ပါဘူး။ ါကြောင့်မဲရှီကျင့်ဖင်ကဒီဆုံးဖြတ်ချက်ကိုပြန်လည်စဉ်းစားနိုင်ဖို့အကြောင်းရှိပါတယ်။ဒါပေမဲ့ဒီမှာရပ်မနေပါဘူး။တရုတ်မှာရှိပြီးသားလေယာဉ်တွေပြင်တရုတ်လေကြောင်းလိုင်းတွေက Boeing လေယာဉ်တွေအတွက်ယာနဲ့ချီတဲ့ order တွေမှာထားခဲ့ပါတယ်။ဒီ order တွေကိုဒီနှစ်နောက်နှစ်နဲ့လာမယ့်နှစ်တွေမှာပို့ဆောင်ဖို့မျှော်မှန်းထားတာပါ။ဒီလေယာဉ်တွေမရှိရင်လေကြောင်းလိုင်းတွေဟာတိုးချဲ့လို့မရတော့ပါဘူး။တရုတ်မှာကြီးထွားလာတဲ့လေယာဉ်ခရီးသွားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပါဘူး။ဒါဟာသူတို့ရဲ့စီးပွားရေးကိုတိတာထင်ရှားတဲ့ထိခိုက်မှုဖြစ်စေမှာပါ။ အခွန်တွေကြောင့်သူတို့စီးပွားရေးဟာထိခိုက်မှုကြီးမားနေပြီပဲဖြစ်ပါတယ်။ဒါပေမဲ့ဒါအားလုံးတော့မဟုတ်သေးပါဘူး။ဒီဆုံးဖြတ်ချက်ကြောင့်အကြီးမားဆုံးအချက်ရရကတော့ရှီချင်းဖင်ကိုယ်တိုင်ဘုံယူလေရင်နဲ့ပြန်တန်းနေတာပါပဲ။တရုတ်ရဲ့တမရလေရင်ဆိုလိုတာကတရုတ်ရဲ့ Air Force 1ဟာ Boeing 747ဖြစ်နေပါတယ်။ဒါကြောင့်ရှီချင်းဖင်ဟာတရုတ်ကလေကြောင်းလိုင်းအားလုံးကို Boeing မဝယ်ဖို့ပြောတာဟာတိတ်ကိုကိုကြိုးစီးပွားရှာတဲ့လုပ်ရဖြစ်သွားပါလိမ့်မယ်။သူကိုယ်တိုင်ကတော့ Boeing ကိုသူ့ရဲ့ခရီးသွားလာရေးအတွက်ယုံကြည်ပြီးအသုံးပြုနေပါတယ်။ ဒါဟာ Boeing ကတရုတ်ရဲ့အခြားရွေးချယ်စရာတွေထက်ပိုပေးကင်းတယ်လို့ယူဆလို့ဖြစ်နိုင်ပါတယ်။ဒါဟာတရုတ်ရဲ့ကုန်သွယ်ရေးမူဝါဒရဲ့အပြည့်အစုံနဲ့ဥပမာမဟုတ်ဘူးလား။မင်းအတွက်ဆိုရင်စီးမြင့်ရှိပေမဲ့ငါအတွက်ဆိုရင်မရှိဘူးဆိုတဲ့သဘောပါပဲ။ဒါကတော့ရှီကျင်းဖင်ကတရုတ်လေကြောင်းလိုင်းတွေအားလုံးကိုအခုပြောနေတဲ့အရာပါ။သူကကမ္ဘာတဝန်းကိုဒီလိုပဲပြောနေတာပါ။တရုတ်ကတခြားသူတွေအားလုံးကိုကမ္ဘာကုန်သွယ်ရေးဖွဲ့ WTO ရဲ့စီးမြင့်တွေကို လိုက်နာဖို့လိုလားပြီမဲ့သူတို့ကိုယ်တိုင်ကတော့ဒီစီးမြင့်တွေကိုလိုက်နာခြင်းမနေပါဘူး။ အခုလူတွေကဒါကိုထောက်ပြပြီးပြောဆိုလာကြပါတယ်။အမေရိကန်တို့ရဲ့အကူအညီနဲ့တရုတ်ဟာ2000ခုနှစ်ဒီဇင်ဘာလ17ရက်မှာကမ္ဘာကုန်သွယ်ရေးအဖွဲ့ WTO ရဲ့ကိုဝင်ရောက်ခဲ့ပါတယ်။တရုတ်က2000ခုနှစ်ဒီဇင်ဘာလ12ရက်ကစပြီးလှည့်စားမှုတွေလုပ်လာခဲ့ပါတယ်။သူတို့ရဲ့လုပ်ရက်တွေကိုထောက်ပြပြီးမျှတတဲ့ကုန်သွယ်ရေးစီးမင်းတွေကိုလိုက်နာလာအောင်သူတို့ကိုပြင်းပြင်းထန်ထန်အရေးယူဖို့လိုပါတယ်။ဒါဟာလွယ်ကူမှာမဟုတ်ပါဘူး။ဒါပေမဲ့တရုတ်မှာနောက်ဆုံးရွေးချယ်စရာမရှိတော့တဲ့အခြေအနေရောက်လာပါလိမ့်မယ်။ တရုတ်ရဲ့စီးပွားရေးဟာအခုဆိုအောက်ကိုတဟိုးထုံးထိုးဆင်းနေတဲ့ခရီးလမ်းပေါ်မှာရှိနေပါတယ်။သူတို့ကကျွန်တော်တို့စီကပစ္စည်းတွေကိုကျွန်တော်တို့သူတို့စီကဝယ်တဲ့ပမာဏထက်၅ဆလောက်ပိုဝယ်နေကြပါတယ်။သူတို့ဟာတင်ပို့မှုကိုအဓိကထားတဲ့စီးပွားရေးဖြစ်တာကြောင့်တစ်ချိန်ချိန်မှာနှိမ့်နိုင်ဖို့စပွဲဝိုင်းမှာလာထိုင်ရမှာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။